စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုဟာတောက်ကြနေကနယူးယောက်မြို့မှာကျင်းပတဲ့ကုလသမဂ္ဂထရေညီလာခံမှာမင်းငုံပြောကြားခဲ့ပြီးမကြသေးမီကပါလက်စတိုင်းနိုင်ငံကိုအတိမတ်ပြုခဲ့တဲ့ဗြိတိန်နဲ့ပြင်သစ်အပေါင်းဝင် တိုင်းပြည်အချို့ကိုဝေဖန်ခဲ့ပါတယ်။ပါလက်စတိုင်းကိုနိုင်ငံအဖြစ်တိမတ်ပြုမှုဟာယူသွန်းမှုလို့သူကဆိုပြီးအစ္စရေးနိုင်ငံကအလားတူလှုံ့ဆော်မှာမဟုတ်ဘူးလို့ပြောပါတယ်။ကုလသမဂ္ဂထရေညီလာခံစတုဒ္ဒနေ့မှာနေတန်ယာဟုက ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံတွေကိုမိန့်ခွန်းပြောကြားခဲ့ပြီးသူမိန့်ခွန်းပြောနေစဉ်ကိုယ်စားလှယ်အများပြားကအစည်းအဝေးခန်းမတွင်ကထွက်ခွာသွားခဲ့ပါတယ်။အစ္စရေးနိုင်ငံကဂါဇာမြို့တော်ကိုသိမ်းပိုက်မဲ့စစ်စင်ရေးကိုတိုးချဲ့သွားမှာဖြစ်ကြောင်း၎င်းကဆက်ပြောပါတယ်။အစ္စရေးနိုင်ငံကရဲသားတွေကိုရွေကျက်ရှိရှိတိုက်ခိုက်ကာပြည်သူတွေကိုငတ်မုတ်ခေါင်းပေါင်းတွန်းအားပေးနေတဲ့ဆိုတဲ့ဆူဆွဲချက်တွေကိုသူကပယ်ချခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံထူထောင်မှုပေါ်အစ္စရေးနိုင်ငံရဲ့ယက်တီချက်ကိုလည်း ၎င်းကမိန်ကောင်းမထည့်ပြောခဲ့ပါရယ်စစ်ပွဲမြန်ဆုံးရက်တန်ရေးတောင်းဆိုဖို့လူအောင်ကြီးဟာကုလသမဂ္ဂဌာနချုပ်အနီးစုဝေးခဲ့ပြီးအပြစ်ခံရဆဲဖို့ဆန္ဒပြခဲ့ကြပါရယ်နေတန်ယာဟုရဲ့မိန်ကောင်းကိုဂါဇာမြို့တော်မှာတိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီးနေဆက်အနီးမှာလည်းလော့စပီကာတွေနဲ့ဖွင့်ပြခဲ့တယ်လို့ဝန်ကြီးချုပ်ယုံကပြောပါရယ်ဒေသခံပြည်သူတွေကိုနေတန်ယာဟုရဲ့မိန်ငွန်းထိုင်းရိုက်ထုတ်မြင့်ပြတာကို အစ္စရေးစစ်တပ်ကဂါဇာမြို့တော်မှာမိုဘိုင်းဖုန်းစနစ်ကိုထိန်းချုပ်ထားပါတယ်